မြန်မာနိုင်ငံသူနိုင်ငံသားအပေါင်းဘေးအန္တရာယ်အသွေးသွေးကကင်းဝေးပြီးကိုယ်စိတ်နှပါလုံခြုံအေးချမ်းကြပါစေလို့ PPTV အဖွဲ့သားတွေကဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်။အခုချိန်ကစပြီး PPTV သတင်းတွေကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်။ကျွန်တော်မောင်သိန်းပါ။ဒီကနေ့မတ်လ18ရက်အင်္ဂါနေ့အတွက်တင်ဆက်ပေးမယ့်သတင်းကောင်းစဉ်တွေကတော့စကိုင်းဖက်ဒရယ်ယူနစ်အတွင်းအင်တာနက်ဝန်ဆောင်မှုဆိုင်ရာကိစ္စရပ်များအတွက်အမျိုးသားညီညွတ်ရေးအစိုးရနဲ့ယူနစ်လွှတ်တော်တို့ဆွေးနွေးတဲ့သတင်း။ အကြံဖတ်ဆဲအုပ်စုကိုတန်ခတ်ပိတ်ဆို့အေးအေးယူမှုပြုလုပ်တဲ့ကနေဒါနဲ့ဆွစ်ဇာလန်နိုင်ငံတို့ကိုအမျိုးသားညီညွတ်ရေးအစိုးရကကြိုဆိုအတိအမှတ်ပြုတဲ့တဲ့တင်။ကတာမျိုးနယ်မှာတော်လန်ရေးပူပေါင်းတပ်တွေရဲ့တိုက်ခိုက်မှုကြောင့်အကြံဖတ်စစ်တပ်ကအများပြားတိုက်ဆုံခဲ့တယ်လို့34ဦးအထိအရှင်ဖမ်းဆီးရမိတဲ့တဲ့တင်။ရည်လေကျွန်းဒေသမှာစစ်ရှုံးအကြမ်းဖက်စစ်ကောင်စီကစစ်ကြောင်းထိုးပြီးပြည်သူနေအိမ်တွေကိုမိရှို့ဖျက်ဆီးခဲ့ရာ၄ရက်အတွင်းပြည်သူနေအိမ်354လုံးမိလောင်ဖျက်ဆီးခဲ့တဲ့တဲ့တင် စလင်းမြို့နယ်မှာစစ်ရှုံးအကြမ်းဖက်စစ်ကောင်စီရဲ့အင်အား20ဦးခန့်ပါတံပြားကာကားကိုဂျားဖြတ်တိုက်ခိုက်ရာတအူးသေးတဲ့တဲ့င်းနဲ့ဒီနေ့အတွက်မြန်မာနိုင်ငံတဟွန်းကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့စစ်အာဏာရှင်တော်လှန်ရေးဆန္ဒပြလူလူတပိတ်တဲ့င်းတွေပဲဖြစ်ပါတယ်။ပထမအဦးဆုံးတင်ဆက်မဲ့တဲ့င်းကတော့စကိုင်းဖက်ဒရယ်ယူနစ်အတွင်းအင်တာနက်ဝန်ဆောင်မှုဆိုင်ရာကိစ္စရပ်များအတွက်အမျိုးသားညီညွတ်ရေးအစိုးရနဲ့ယူနစ်လွှတ်တော်တို့ဆွေးနွေးတဲ့တဲ့င်းပါ။ အမျိုးသားညီညွတ်ရေးအစိုးရစက်တွေရေးတရင်အချက်လက်နှင့်နှိပညာဝင်ကြီးဌာနပြည်တော်စုဝင်ကြီးဦးထင်လင်းအောင်နဲ့စကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်တို့အကြားမတ်လ18ရက်နေ့ကမနက်9:00နာရီအချိန်မှာအင်တာနက်ဝန်ဆောင်မှုဆိုင်ရာကိစ္စရပ်များအတွက်ဗီဒီယိုကွန်ဖရင့်ကတဆင့်တွေ့ဆုံဆွေးနွေးခဲ့တယ်လို့သိရပါတယ်။ဆွေးနွေးပွဲမှာစကိုင်းဖက်ဒရယ်ယူနစ်အတွင်ဖက်ဒရယ် net အင်တာနက်ဝန်ဆောင်မှုဆိုင်ရာကိစ္စရပ်များနဲ့ရှေ့လုပ်ငန်းစဉ်များကိုအပြန်အလှန်ဆွေးနွေးညှိနှိုင်းကာနေ့လယ်7:00နာရီအချိန်မှာအစည်းအဝေးကိုရုပ်သိမ်းခဲ့ပါတယ်။ အဲ့ဒီအစည်းအဝေးမှာပြည်ထောင်စုဝန်ကြီးဦးထင်လင်းအောင်နဲ့စကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ဥက္ကဋ္ဌတို့ကနှုတ်ခွန်းဆက်စကားပြောကြားပြီးရှေးလုပ်ငန်းစဉ်များကိုရှင်းလင်းခဲ့တယ်လို့ဆိုပါတယ်။အစည်းအဝေးကိုစကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ဥက္ကဋ္ဌဒုတိယဥက္ကဋ္ဌလွှတ်တော်ကိုယ်စားလှယ်များဆက်သွယ်ရေးတရင်အချက်လက်နှင့်နှိပညာဝန်ကြီးနဲ့ဝန်ကြီးဌာနတာဝန်ရှိသူများတက်ရောက်ခဲ့ကြတယ်လို့သိရပါတယ်။ဆက်လက်တင်ဆက်ပေးမယ့်တရင်ကတော့အကျန်းဖက်စေအုပ်စုကိုဒဏ်ခတ်ပိတ်ဆို့အေးအေးယူမှုပြုလုပ်တဲ့ ကနေဒါနဲ့ဆွစ်ဇာလန်နိုင်ငံတို့ကိုအမျိုးသားညီညွတ်ရေးအစိုးရကကြိုဆိုအသိမှတ်ပြုတဲ့သတင်းပါမလအတွင်းမှာအကြံဖတ်ဆေးဥစုကိုဒဏ်ခတ်ပိတ်ဆို့အရေးယူမှုတွေပြုလုပ်ခဲ့တဲ့ကနေဒါနဲ့ဆွစ်ဇာလန်နိုင်ငံတို့ကိုအမျိုးသားညီညွတ်ရေးအစိုးရကကြိုဆိုအသိမှတ်ပြုတယ်လို့တမရယုံပြောရေးဆိုခွင့်ရှိသူဦးကျော်စောကပြောကြားလိုက်ပါတယ်ပြည်သူလူထုနဲ့နိုင်ငံတကာတို့သတင်းစကားပြောကြားခြင်း press briefing အစီအစဉ်6မြင်းဆောင်2025ခုဒီကနေ့မှာထုတ်လွှင့်ခဲ့ရာအခုလိုထည့်သွင်းပြောကြားလိုက်တာပါ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့်ကနေဒါနဲ့ဆွစ်ဇာလန်နိုင်ငံတို့ရဲ့အကြမ်းဖက်ဆစ်အုပ်စုအပေါ်အရေးယူမှုကြီးညာချက်များကိုကြိုးစိုးအတိမတ်ပြုကြောင်းပြောကြားလိုပါတယ်လို့ဦးကျော်စောက ပြောပါတယ်။ကနေဒါနိုင်ငံကအကြမ်းဖက်ဆစ်ကောင်စီအဖွဲ့ဝင်တွေဖြစ်ကြတဲ့ဝင်ကြီးဒုဝင်ကြီး73ဦးနဲ့ကာကွယ်ရေးဝင်ကြီးဌာနစစ်တပ်နဲ့တပ်မ33တို့ကိုမတ်လ10ရက်နေ့ကဒဏ်ခတ်ပိတ်ဆို့အရေးယူခဲ့တာပါ။ ဆွစ်ဇာလန်နိုင်ငံကလည်းမတ်လ17ရက်နေ့မှာအကြံဖတ်စစ်ကောင်စီလက်အောက်ခံမြမရေနံနဲ့တဘာဝဓာတ်ငွေ့လုပ်ငန်း MOGE ကိုပိတ်ဆို့အရေးယူကြောင်းကြေညာခဲ့ပါတယ်။အရက်သားပြည်သူလူထုကိုအကြံဖတ်တပ်ဖြတ်နေမှုများရပ်တန့်နိုင်ရန်အတွက်နိုင်ငံတကာအနေဖြင့်စစ်ကောင်စီထံလောင်စာဆီနှင့်ငွေကြေးပံ့ပိုးမှုများအလုံးကိုရပ်ဆိုင်းကာလက်နက်ပစ္စည်းနှင့်နည်းပညာအကူအညီများလွှဲပြောင်းပေးခြင်းကိုလည်းရပ်ဆိုင်းရန် အမျိုးသားညီညွတ်ရေးအစိုးရကထပ်မံတောင်းဆိုပါတယ်လို့ဦးကျော်စောကပြောပါတယ်။ဒါအပြင် UK နိုင်ငံက2024 2025ဘန်နာရီနှစ်အတွက်မြန်မာနိုင်ငံကိုလူသားချင်းစာနာထောက်ထားမှုအကူအညီပေးရမှာမူလကယူရို44တန်သတ်မှတ်ထားရကနေယူရို66.45တန်အထိတိုးမြင့်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ရှိတယ်လို့လည်းထည့်သွင်းပြောကြားခဲ့ပါတယ်။ အဲ့ဒီလိုပဲဥရောပသမဂ္ဂ EU အနေနဲ့မြန်မာနိုင်ငံအတွင်းအကြမ်းဖက်မှုနဲ့ရက်စက်မှုတွေကြောင့်ထိကိုက်နေရတဲ့ရိုဟင်ဂျာများအပါအဝင်ဒေသခံပြည်သူများအတွက်အကူအညီပေးရမှာယူရို86တန်းအထိတိုးမြှင့်ပေးမယ်လို့ကြေညာခဲ့တဲ့အပေါ်မှာလည်းကျေးဇူးတင်ရှိတယ်လို့ပြောပါရယ်။ကမ္ဘာစားနပ်ရိက္ခာဖွဲ့ WFP ရဲ့ရန်ကုန်ငွေမလုံလောက်မှုကြောင့်မြန်မာနိုင်ငံကလူဦးရေတန်းအတွက်စားနပ်ရိက္ခာအထောက်ပံ့တွေကို လာမယ့်ဧပြီလကစတင်ပြီးရက်ဆိုင်ရတော့မယ်လို့ကြေညာသွားခဲ့တာကြားသိရလို့အထူးစိတ်မကောင်းဖြစ်ရတယ်လို့ဦးကျော်စောကပြောပါရယ်ပဋိပက္ခတွေပုံမှုများပြားလာတဲ့ကမ္ဘာအရေးတွေကြားမှာနိုင်ငံတကာအတိုက်အဝန်းအနေနဲ့မြန်မာပြည်သူတွေရဲ့အကျက်တဲကိုမေးလျော့မထားကြဖို့နဲ့မြန်မာနိုင်ငံအတွင်းနေရဲစွန့်ခွာတင်းရှောင်နေရသူများ IDPS နဲ့ အိမ်နီးချင်းနိုင်ငံများမှာခိုလုံနေရတဲ့မြန်မာဒုက္ခသည်များအပါအဝင်မြန်မာပြည်သူများအတွက် လူသားချင်းစာနာမှုအသက်ကဲအကူအညီများတိုးမြှင့်ကူညီပေးသွားကြဖို့အတွက်အမျိုးသားညီညွတ်ရေးအစိုးရကအထူးတိုက်တွန်းတောင်းဆိုထားပါတယ်။အခုတင်ဆက်မှာကကတာမျိုးနယ်မှာဒေါ်လန်ရေးပူပေါင်းတပ်တွေရဲ့တိုက်ခိုက်မှုကြောင့်အကြမ်းဖက်စစ်တပ်ကအများပြားတိုက်ဆုံခဲ့တယ်လို့34ဦးအထိအရှင်ဖမ်းဆီးရမိတဲ့သတင်းပါ။စကိုင်းတိုင်းကတာမြို့နယ်မှာဒေါ်လန်ရီပူပေါင်းတပ်တွေရဲ့တိုက်ခိုက်မှုကြောင့်အကြမ်းဖက်စစ်တပ်က40ဦးခန့်အထိ အများပြားတည်ဆုံခဲ့တယ်လို့34ဦးအထိအရှင်ဖမ်းဆီးရမိထားတယ်လို့သတင်းရင်းမြစ်တွေထံကသိရပါဗျ။ကတာမျိုးဘက်ကနေအင်းတော်မျိုးဘက်ကိုစစ်ကူလာတဲ့အကြမ်းဖက်စစ်တပ်ရဲ့တပ်မ89ကအင်အား150ပါစစ်ကြောင်းကိုမတ်လ15ရက်နဲ့16ရက်နေ့တို့မှာ KIA နဲ့ PDF ပူးပေါင်းတပ်တွေကကြားပြတ်တိုက်ခိုက်ခဲ့တာပါ။တိုက်ခိုက်မှုကြောင့်အကြမ်းဖက်စစ်တပ်ကတပ်ပြတ်ပြီးထွက်ပြေးနေတာကို KIA ပူးပေါင်းတပ်တွေကလိုက်လံတိုက်ခိုက်ခဲ့ရမှာအကြမ်းဖက်စစ်တပ်ကတိုက်ဆုံမှုများပြားခဲ့တယ်လို့ တုံ့ပန်းအဖြစ်အများအပြားဖမ်းဆီးရမိခဲ့တာလည်းဖြစ်ပါတယ်။အခြားကြံရှိနေသေးတဲ့အကြမ်းဖက်စစ်သားတွေကိုလည်းလိုက်လံဖမ်းဆီးနေပြီးတော့နေမြေရှင်းလင်းရေးတွေလှုပ်ဆောင်နေတယ်လို့လည်းသိရပါတယ်။စစ်တုံ့ပန်းအဖြစ်ဖမ်းဆီးရမိသူတွေထဲမှာအရမစစ်သားစုဆောင်းခံရသူတွေပါဝင်နေတယ်လို့လည်းစစ်ရေးသတင်းမြစ်တွေထံကသိရပါတယ်။ဆလတ်တင်ဆက်ပေးမဲ့တရင်ကရေလေကျွန်းဒေသမှာစစ်ရှုံးအကြမ်းဖက်စစ်ကောင်စီကစစ်ကြောင်းထိုးပြီးပြည်သူနေအိမ်တွေကိုမိရှို့ဖျက်ဆီးခဲ့ရာ၄ရက်တွင်ပြည်သူနေအိမ် 354လုံမီးလောင်ပျက်စီးခဲ့တဲ့တဲ့တင်ပါမကွေးတိုင်းပကုတ်ကူခရိုင်ရေလေကျွန်းဒေသမှာစစ်ရှုံးအကြမ်းဖက်စစ်ကောင်စီကစစ်ကြောင်းထူပြီးပြည်သူနေအိမ်တွေကိုမီးရှို့ဖျက်ဆီးခဲ့တာကြောင့်မတ်လ2ရက်နေ့မှ9ရက်နေ့အထိ4ရက်အတွင်းပြည်သူနေအိမ်354လုံးမီးလောင်ပျက်စီးခဲ့ရတယ်လို့ရေစကြိုတောင်းရှိ Info Committee ထံကသိရပါဗျ။အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကမြေစွန်းတော်ကြီးရွာကိုမတ်လ2ရက်နေ့မှမတ်လ4ရက်နေ့အထိဝင်ရောက်စီးနင်းမီးရှို့ဖျက်ဆီးခဲ့တာကြောင့် အရက်သားပြည်သူတွေရဲ့နေအိမ်266လုံးမီးလောင်ပျက်စီးခဲ့ရတယ်လို့သိရပါဗျ။ဒါအပြင်ဇယနီကျေးရွာကိုလည်းမတ်လ9ရက်နေ့မနက်ပိုင်းမှာအကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကမီးရှို့ဖျက်ဆီးခဲ့တာကြောင့်အရက်သားပြည်သူတွေရဲ့နေအိမ်68လုံးမီးလောင်ပျက်စီးခဲ့ရပြီးညနေပိုင်းမှာလည်းတာကောင်လေးရွာရှိ ပြည်သူနေအိမ်အလုံး20ကိုမီးရှို့ဖျက်ဆီးခဲ့တယ်လို့သိရပါဗျ။ထမတင်ဆက်ပေးမဲ့တဲ့ရင်ကတော့စလင်းမျိုးနယ်မှာစစ်ရှုံးအကြမ်းဖက်စစ်ကောင်စီရဲ့အင်အား20ဦးခန့်ပါ တံပြားကာကားကိုကြားပြတ်တိုက်ခတ်ရာတဦးသေးတဲ့တွင်ပါမကွေးတိုင်းစလင်းမြို့နယ်မှာစစ်ရှုံးအကြမ်းဖက်စစ်ကောင်စီရဲ့အင်အား20ဦးခန့်ပါတံပြားကာကားစီးကိုမတ်လ16ရက်နေ့မိုးလယ်2:15မိနစ်အချိန်မှာကြားပြတ်တိုက်ခတ်ခဲ့ရာအကြမ်းဖက်စစ်သားတဦးသေဆုံးပြီးထိခိုက်ဒဏ်ရာရသူများပြားခဲ့တယ်လို့ဗမာတပ်တော်ဗမာအာမေထံမှသိရပါဗျ။စလင်းမျိုးကနေစင်ပြူကျိုးမျိုးဘက်ကိုအင်အားဖြည့်တင်းဖို့မောင်းနှင်လာတဲ့အကြမ်းဖက်စစ်သားအင်အား20ဦးခန့်ပါ တံပြားကာကားတစီးကိုဗမာတပ်တော်ဗမာအာမေအမှတ်900ခွန်တရင်မှကြားဖြတ်ဖြတ်တော့ဟန်တာတိုက်ခိုက်ခဲ့တာပါအဆိုပါတိုက်ခိုက်မှုတွင်အကြမ်းဖက်စစ်သားတအူးဦးကောင်းကြည်ထိမှန်တေဆုံးပြီးနောက်ထပ်တအူးကတော့လက်ကိုထိမှန်ခဲ့တယ်လို့အခြားစစ်သားတွေလည်းထိခိုက်ဒဏ်ရာများရရှိခဲ့တယ်လို့ဗမာတပ်တော်ဗမာအာမေထံကထုတ်ပြန်ထားပါတယ်မလာအတွင်းအကြံဖတ်စစ်ကောင်စီတပ်ကမကွေးတိုင်းဆလင်းမြို့နယ်အတွင်းကိုအင်အားအများအပြားနဲ့တန်ကြက်ကာကားတွေတုံးပြီး မြေပြင်ကနေစစ်ကြောင်းထိုးနေတယ်လို့ရေကြောင်းကနေလည်းစစ်သင်္ဘောအကူတွေ MI-35 ရဟတ်ယာဉ်တွေနဲ့လည်းလုံခြုံရေးယူထားတယ်လို့သိရပါဗျ။အဲ့ဒီစစ်ကြောင်းနဲ့တော်လန်ရေးအင်အားအများစုများအကြားနေစဉ်ရက်ဆက်တိုက်ပွဲများဖြစ်ပွားနေပြီးအကြမ်းဖက်စစ်ကောင်စီတပ်ဘက်ကတော့အကြဆုံးများနေတာကြောင့်အင်အားများကိုထပ်မံဖြည့်တင်းနေရတယ်လို့ဗမာတပ်တော်ဗမာအာမေကအတိပေးထုတ်ပြန်ထားပါဗျ အခုနောက်ဆုံးအနေနဲ့မြန်မာနိုင်ငံတဝန်းကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့ဆေးရနာရှင်အမြင့်ပြည့်ချေမုံကြီးလူမှုဆန္ဒပြပွဲသတင်းတွေကိုစူးစီးတင်ဆက်ပေးမှာပဲဖြစ်ပါတယ်။စကိုင်းတိုင်းရင်းမပင်မြို့နယ်မြောက်ချမ်းကျေးရွာများတပိတ်ကအပီပီဆိုင်ရာအလုံသမားအဖွဲ့အစည်းရဲ့ပုံမှန်33အရအကြံပတ်စစ်ကောင်စီကိုချက်ချင်းအေးအေးယူနိုင်ရေးအတွက်ဒီကနေ့မှဆန္ဒပြချီတက်ခဲ့ကြပါဗျ။ဆန္ဒပြတော်လှန်ပြည်သူတွေကရင်းမပင်မြို့နယ်မြောက်ချမ်းကျေးရွာများတပိတ်နဲ့ ILO Implement Article 33 on Myanmar Now 2025ဆိုတဲ့စာသားကိုကင်ဆယ်ပြီးအကြမ်းဖက်စစ်တပ်ကြာရှုံးရေးဟစ်ကြွေးမှုတွေနဲ့ဆန္ဒပြကြီတက်ခဲ့ကြတာပါ။ဇလင်းကြီးမျိုးနယ်ကတော်လန်ပုံကန်ဒေါင်းတို့အာမန်ကအကြမ်းဖက်စစ်တပ်ကြာရှုံးရေးဆန္ဒပြတပိတ်ကိုပြုလုပ်ခဲ့ကြပါတယ်။တော်လန်ပြည်သူတွေကတော်လန်ပုံကန်ဒေါင်းတို့အာမန်နဲ့ ILO Implement Article 33 on Myanmar Now 2025ဆိုတဲ့စာသားကိုကင်ဆောင်ပြီးအကြမ်းဖက်စစ်တပ်ကြာရှုံးရေးဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ကြတာပါ။ ရမပင်မြို့နယ်ရဲ့နောက်ပြန်မလဲကြီးဒီတော်လန်ရေးတပိတ်စစ်ကြောင်းကအကြံဖတ်စစ်တပ်ကြာရှုံးရေးဆန္ဒပြတပိတ်ကိုပြုလုပ်ခဲ့ကြပါတယ်။တော်လန်ပြည်သူတွေကနောက်ပြန်မလဲကြီးဒီတော်လန်ရေးတပိတ်စစ်ကြောင်းနဲ့ ILO Implement Article 33 on Myanmar Now 2025ဆိုတဲ့စာသားကိုကန်ဆောင်ပြီးအကြံဖတ်စစ်တပ်ကြာရှုံးရေးဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ကြတာပါ။ရမပင်မြို့နယ်မှာအောင်လန်လှိမီဒေါင်းသွင်းဒီတပိတ်စစ်ကြောင်းကအကြံဖတ်စစ်တပ်ကြာရှုံးရေးဆန္ဒပြတပိတ်ကိုပြုလုပ်ခဲ့ကြပါတယ်။ စာနာပြတော်လံပြည်သူတွေကအွန်လန်လွှင့်မီဒေါင်းသွင်းဒီတပိတ်စစ်ကြောင်းဆိုတဲ့စာသားကိုကန်ဆွဲပြီးအကြမ်းဖက်စစ်တပ်ကြာရှုံးရေးဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ကြတာပါရမပင်မြို့နယ်မှာအွန်လန်လွှင့်မီရွှေကြီးတပိတ်စစ်ကြောင်းကအကြမ်းဖက်စစ်တပ်ကြာရှုံးရေးစာနာပြတပိတ်ကိုပြုလုပ်ခဲ့ကြပါတယ်စာနာပြတော်လံပြည်သူတွေကအွန်လန်လွှင့်မီရွှေကြီးတပိတ်စစ်ကြောင်းဆိုတဲ့စာသားကိုကန်ဆွဲပြီးအကြမ်းဖက်စစ်တပ်ကြာရှုံးရေးဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ကြတာပါ စကိုင်းတိုင်းစလင်းကြီးမြို့နယ်လက်ဘရောင်းတောင်ဒေသခံတော်လှန်ပြည်သူတွေက အပြည်ပြည်ဆိုင်ရာအလုံသမားအဖွဲ့အစည်းရဲ့ပုံမှ33ရာအကြမ်းဖက်စစ်ကောင်စီကိုချက်ချင်းအေးအေးယူနိုင်ရေးအတွက်ဒီကနေ့မှဆန္ဒပြချီတက်ခဲ့ကြပါတယ်။ဆန္ဒပြတော်လှန်ပြည်သူတွေက ILO Implement Article 33 on Myanmar Now 2025ဆိုတဲ့စာသားကိုကင်ဆယ်ပြီးအကြမ်းဖက်စစ်တပ်ကြာရှုံးရေးဟစ်ကြွေးမှုတွေနဲ့ဆန္ဒပြချီတက်ခဲ့ကြတာပါ။ ဆန္ဒပြတော်လှန်ပြည်သူတွေကနေမြေမငိမ့်တက်မှုကြားတွေကနေပဲအကြမ်းဖက်စစ်တပ်ကြာရှုံးရေးဆန္ဒပြတပိတ်ကိုနေ့စဉ်ပြုလုပ်နေကြတာပဲဖြစ်ပါတယ်။ဒါကတော့မတ်လ18ရက်နေ့သတင်းတွေနဲ့လူမှုဆန္ဒပြပွဲသတင်းတွေကိုစူးစီးတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ကျေးဇူးတင်ပါတယ်ခင်ဗျာ။